evening, gentlemen. How about we make this one a night to remember? This is all real. They won't let you go. They won't. Prisoners. Those are not subjects. Those are boys, and you are harming them. Please. Please. I want out! I want out! This was gonna be. အားလုံးမဲမဲလာပါကျွန်တော်ရဲ့ channel လေးကနေကြည့်လဲကြိုဆိုလိုက်ပါတယ် ကျွန်တော်တို့ပတ်ဝန်းကျင်မှာဒီလိုဖဏမျိုးလေးတွေတွေ့ပြီးပါသလားဟုတ်ပါတယ်ဒါကတော့ကမ္ဘာနိုင်ငံတော်တော်များများနဲ့မြန်မာနိုင်ငံက footwear industry မှာလူကြီးရောလူငယ်ပါအကြိုက်များတဲ့အဲချော်ရံဖဏတွေပဲဖြစ်ပါတယ်ဒီဖဏတွေကို Nike ကုမ္ပဏီက Michael Jordan လို့ခေါ်တဲ့ basketball ကစားသမားနဲ့1984ခုနှစ်လောက်မှာ collaborate လုပ်ပြီးထုတ်လုပ်ခဲ့တာပါဒီကနေမှ Nike ကုမ္ပဏီနေနဲ့လည်း ကြီးမားအောင်မြင်တဲ့ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပြီးတော့ Michael Jordan အနေနဲ့လည်းကြီးမားတဲ့ကြိုးပမ်းတွေရရှိခဲ့ပါတယ်2020နှစ်တနှစ်ထဲမှာလည်းဒေါ်လာ156မီလီယံရရှိခဲ့တယ်လို့သိရပါတယ်ဒါကြောင့် Michael Jordan ကို Basketball လောကရဲ့ The Greatest of All Time သတ်မှတ်ခဲ့ကြပြီးတော့ Sport Industry ရော Business Industry မှာပါအောင်မြင်တဲ့ icon တယောက်လို့သတ်မှတ်ခဲ့ကြပါတယ်အခုချိန်မှာတော့အသက်62နှစ်ရှိနေပြီဖြစ်ပြီးတော့ ူ့ရဲ့အောင်မြင်မှုတွေကိုလည်းဆက်ထိန်းသားနိုင်တာကိုတွေ့ရပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့ချက်လေးရှိပါတယ်။မိုက်ကယ်ကိုလောက်ကယ်ရိုလိုင်းလာပြည်နယ်ကတာမန်မိသားစုလေးတစ်ခုမှဝေဖွားခဲ့ပြီးတော့ငယ်စဉ်ကတည်းကလည်းအားကစားဖို့ဝါသနာပါခဲ့ပါတယ်။အထူးသဖြင့်ဘတ်စကတ်ဘောကိုအယူမှုချစ်မြန်လုပ်ခဲ့ပေမဲ့သူ့ရဲ့အထက်တန်းကြောင့်ဘတ်စကတ်ဘောအသင်းမှာအရက်မမြင်မှုဆိုတဲ့အကြောင်းပြချက်နဲ့ဝင်ဝင်မရခဲ့ပါဘူး။ဒါပေမဲ့ဒီချိန်မှာမိုက်ကယ်ဟာ စိတ်သက်ကြသွားမယ်စာ သူပို့ပြီးစူးစမ်းကိုဆုံးဖြတ်လိုက်ပါတယ်။သူကနေရောညပါနားရန်လေးကျင်တယ်။ဘတ်စကတ်ဘောနီးစနစ်တွေအပြင်သူရဲ့ရက်ပိုရှည်လာအောင်လဲပြင်းပြင်းထန်ထန်သူလေ့ကျင့်ခဲ့တယ်။နောက်ဆုံးမှာတော့သူရဲ့စူးစမ်းအထောက်အမှုတွေအောင်မြင်ခဲ့ပါတယ်။ဒုတိယနေ့မှာတော့သူကထက်တန်းချောင်းရဲ့အဓိကကစားသမားအဖြစ် ပါဝင်လာခဲ့ပါတယ်။သူရဲ့ထူးခြားတဲ့ဆောင်းရည်တွေကြောင့်နာမည်ကျော်နံပါတ်23ဆိုတဲ့ဂျာစီနံပါတ်နဲ့အတူ တကဘာလုံးကချီချူလေးသာတဲ့ဘတ်စကတ်ဘောလီဂျန်ဖြစ်လာခဲ့ပါတယ်။ဒါဆိုမိုက်ကဲရဲ့ဘဝကိုဘယ်ရာပြောင်းလဲပေးခဲ့တာလဲ။ဒီနေ့ဗီဒီယိုလေးထဲမှာလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့အရာတခုကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်။လူတိုင်းမှာ attitude လို့ခေါ်တဲ့ကိုယ်ပိုင်ခံယူချက် ကိုယ်ပိုင်သဘောထားတွေရှိကြပါတယ်။ အဲ့ဒီသဘောထားတွေကကျွန်တော်တို့ရဲ့အတွေးတွေခံစားချက်တွေနဲ့လောက်ဆောင်ချက်တွေကိုပုံဖော်ပေးပါတယ်တကယ်တော့ကျွန်တော်တို့ရဲ့သဘောထားကကျွန်တော်တို့ရဲ့ဘဝကိုဘလောက်ထိတည်ရောက်မှုရှိလဲဆိုတာရောသင်သိပါသလားနာမည်ကျော်စာရေးဆရာချားစွန်တော့ကဒီလိုပြောခဲ့ပါတယ်ဘဝမှာဆယ်ရာခိုင်နှုန်းကကျွန်တော်တို့စီဘာတွေဖြစ်လာလဲဆိုတဲ့ပုံမှန်မှုတည်ပြီးတော့ဂျန်နဲ့90ရာခိုင်နှုန်းကတော့ကျွန်တော်တို့ဘလို့တုံ့ပြန်လဲဆိုတဲ့ပုံမှန်မှုတည်ပါတယ် သူပြောသွားတဲ့အတိုင်းပါပဲကျွန်တော်တို့ကြုံတွေ့နေရတဲ့အခက်အခဲတွေပြဿနာတွေဟာကျွန်တော်တို့ရဲ့ထိ ंछ ုံမှုအောင်မှာအများနဲ့မရှိပါဘူးဒါပေမဲ့အဲ့ဒီအရာတွေပေါ့ကျွန်တော်တို့ရဲ့သဘောထားကတော့လုံးဝကျွန်တော်တို့ထိ ंछ ုံမှုအောင်မှာရှိပါတယ်စိတ်ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ positive attitude လို့ခေါ်တဲ့အပြုသဘောဆောင်တဲ့သဘောထားရှိတဲ့သူတွေကသူတို့ရဲ့ stress တွေကိုကောင်းမွန်စွာကိုက်တွယ်နိုင်တဲ့အတွက်သူတို့ချမ်းမှရည်လည်ပူကောင်းကြတယ် ပြီးတော့သူတို့သတ်မှတ်ထားတဲ့ဘဏ်နိုင်ကိုလည်းရှောက်အောင်သွားနိုင်ကြတာကိုတွေ့ရပါတယ်။တစ်ဖက်မှာတော့အပြစ်သဘောဆောင်တဲ့သဘောထား negative attitude ကကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးကိုစိုးစိုးဝါဝါတိုက်ရိုက်စေနိုင်ပါတယ်။ဒါပြင်ဆက်ဆံရေးတွေမှာလည်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ရဲ့ attitude တွေကပြောင်းလဲလို့ရလားသူလိုတာက negative ကနေ positive ဘူးစီးတစ်ကနေငကိတစ်ပြောင်းလဲသွားနိုင်လားဆိုတော့ကျွန်တော်တို့ဒီဖြစ်ရလေးကနေကျွန်တော်လေ့လာကြည့်ရအောင်ဒါကတော့ Stanford Prison Experiment လို့ခေါ်တဲ့1980ခုနှစ်မှာဒီ Stanford တက္ကသိုလ်မှာပြုလုပ်ခဲ့တဲ့ research တစ်ခုဖြစ်ပါတယ်စိတ်ပညာပေါမောက်က Philip Zimbardo ကဦးဆောင်ခဲ့တာပါအဓိကရည်ရတာကတော့ဒူရီရဲ့ယာရူအခန်းကဏ္ဍလွှမ်းမိုးမှုတွေကို ဘလောက်ထိခံနိုင်ရှိလဲဆိုတာကိုလေ့လာဖို့ရည်ရွယ်ခဲ့တာပါစသချင်းမှာတော့အစိတ်ချမ်းမာတဲ့ကောလိပ်ချောင်းသား24ယောက်ကိုစေနာဝန်ထမ်းဖြည့်ရွေးချယ်ခဲ့ပါတယ်။အဲသူတို့ကိုဘယ်သူကတော့အုတ်ထင်းသူဘယ်သူကတော့အကျဉ်းသားဆိုပြီးအဖွဲ့နှဖွဲ့ခွဲလိုက်ပါတယ်။အုတ်ထင်းသူတွေကိုတော့လိုအပ်တဲ့ဒုတ်တီယူနီဖောင်းတွေနေကမျက်မှန်တွေစသဖြင့်ဒီတကယ်အုတ်ထင်းသူနဲ့တရန်တူအောင် ထုတ်ပေးခဲ့ပါတယ်အကျဉ်းသားတွေကိုတော့ဝစ်စုံတွေဝစ်စုံရဲ့နောက်ကနံပါတ်တွေတက်ပေးခဲ့ပါတယ်ယူရဲ့ချက်ကတော့ဒီစတန်ဖို့တက္ကသိုလ်ရဲ့မြေအောက်ခန်းမှာအတူရောင်ထောင်ပေါ့နော်ထောင်တစ်ခုဖန်ပြီးပြီးတော့သူတို့ရဲ့ပြုမှုတွေကိုလေ့လာဖို့ပါဆက်စားခြင်းမှာတော့အားလုံးကဒါကိုသူတည်တနာတစ်ခုအနေနဲ့ပဲသဘောထားခဲ့ကြပါတယ်။ဒါပေမဲ့ရပိုင်းအတွင်းမှာအခြေအနေတွေကတဖြည်းဖြည်းပြောင်းလဲလာပါတယ်။ ကလို့ခေါ်တဲ့အုတ်ထင်းသူတွေကသူတို့ရဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးတော့အချင်းသားတွေကိုစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်တာတွေလုပ်တယ်ပေါ့နော်ပြီးတော့အနိုင်ကျင့်တာတွေလည်းလုပ်လာကြပါတယ်အချင်းသားတွေကလည်းတဖြည်းဖြည်းနဲ့စိတ်သက်သာဆန်လာပြီးတော့နာခံမှုရှိတဲ့သူတွေဒါမှမဟုတ်ဆန့်ကျင်တဲ့သူတွေအဖြစ်ပြောင်းလဲသွားကြပါတယ်ရဲ့အနေငယ်တွင်မှာပဲအချင်းသားတချို့ကစိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားလာရပြီးတော့လိလမှုကိုရက်တံမှု တောက်ထုတ်လာကြပါတယ် ဒီလိလာမှုကယာဒူးနဲ့အာနာကြလာတဲ့အခါလူတွေဟာသူတို့ရဲ့အပြုအမူတွေပြောင်းလဲသွားနိုင်တယ်ပြီးရင်သူတို့မှာရှိတဲ့ပုံမှန်ကိုကျင်တရားတွေအရင်ကွာခြားသွားနိုင်တယ်ဆိုတာကိုကျွန်တော်တို့သိလိုက်ရပါတယ်ဒါအပြင်ဒီလိလာဆန်စစ်ချက်ဟာလူသားတွေရဲ့ attitude လို့ခေါ်တဲ့စိတ်နေသဘောဓာတ်နဲ့အပြုအမူတွေအပေါ်မှာကျွန်တော်တို့ပတ်ဝန်းကျင်အခြေအနေရအင်အားကြီးမားတဲ့တည်ရောက်မှုတွေရှိနေတယ်ဆိုတာကိုပြသခဲ့တဲ့ ်လ ీల မှုတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့သဘောထားကိုတိဆောက်တဲ့အခါကိုယ့်ရဲ့တွင်းသိခံယူချက်တွေအပြင်ကိုရောက်ရှိနေတဲ့ပတ်ဝန်းကျင်ရဲ့အရေးပါမှုကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။အဆိုးမြင်တဲ့ပတ်ဝန်းကျင်မှာကြာရှည်နေထိုင်နေဆိုရင်အပြုသဘောဆောင်တဲ့သဘောထားကိုထင်သိမှုပိုခက်ခဲနိုင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ အတီချူလို့ခေါ်တဲ့ခံယူချက်သဘောထားနဲ့ resilient လို့ခေါ်တဲ့ခံနိုင်ရည်အားရဲ့ဆက်နွယ်မှုပဲဖြစ်ပါတယ်။အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ Michael Jordan တို့လိုမျိုးသဘောထားရှိတဲ့လူတွေကစိတ်ထမကြပဲနဲ့ပြန်လဲထူထောင်နိုင်တဲ့ပုံများပါတယ်။အဲသူတို့ကအခက်အခဲတွေကိုယာယီစင်ကုန်မှုတစ်ခုအနေနဲ့မြင်ပြီးတော့အဲ့ဒီကနေသင်ခန်းစာတွေယူပြီးတော့ပုံမှန်တမလာကြပါတယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ခံယူချက်တွေသဘောထားတွေဆိုတာအများအားတည်ငြိမ်နေတဲ့အရာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဘဝအတွေ့အကြုံပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေနဲ့ကျွန်တော်တို့အတွင်းစိတ်ရဲ့ပြောင်းလဲမှုတွေပုံမှုတည်ပြီးတော့အချိန်နဲ့မျှပြောင်းလဲနေပါတယ်ဒါကြောင့်ကိုယ့်ရဲ့သဘောထားကိုပုံမှန်ပြန်လည်သုံးသပ်ပြီးလိုအပ်ရင်ပြုပြင်ပြောင်းလဲမှုအငြင်းတဲ့အသင့်ဖြစ်တယ်လို့ယူပါတယ်ကိုယ့်ရဲ့သဘောထားကိုယူဆိုင်တာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ချမ်းမာရေးအတွက်ရှင်းလင်းပြုမယ်လို့ခေါ်ပါမယ်။အပြုသဘောဆောင်တဲ့သဘောထားကိုရင်းယူခြင်းအဖြစ်ကျွန်တော်တို့ကပူပူပျော်ရွှင်တဲ့အောင်မြင်တဲ့ပြည်သူ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အားလုံးကျေးဇူးတင်ပါတယ်။အားလုံးရဲ့တာယာပျော်ရွှင်မှုနေ့တွေနဲ့ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။